အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ NASA ရဲ့ Langkawi လို့ခေါ်တဲ့လပေါ်မှာလူသားမျိုးနွယ်တွေရဲ့ပထမဦးဆုံးမျိုးတော်တည်ဆောက်ရေးလုပ်ငန်းတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် ာဂါတာခီးစဉ်ရဲ့ပန်းနိုင်တဲ့တခုကိုစိတ်လှုပ်ရှားစွာနဲ့ကြိုဆိုပါရစေ။လကဘာဆိုတာကြည်လိုက်ရင်တော့အလွန်၆တွေ့ပြီးတော့အေးဆက်လွန်တဲ့ကဘာကိုလှည့်ပတ်နေတဲ့ဂျိုလေးတခုသာဖြစ်ပါတယ်။ဒီလင်ကဝတ်လို့ခေါ်တဲ့လကဘာပေါ်မှာဘာကြောင့်လူသားတွေရဲ့အနာဂတ်အင်ဒီဂျီကိုစောက်လို့ဖို့နာဆာကစီစဉ်နေရတာလဲ။ဒီစီမံကိန်းကအမှန်တကယ်ပဲအောင်မြင်ပါလား။ ဘယ်လိုစိန်ခေါ်မှုတွေရှိနေမလဲလက်ရှိမှာဘလောက်အဆင့်ကြီးရောက်နေမလဲဒီအစီအစဉ်တွေရဲ့နောက်ကွယ်ကဘယ်လိုအံ့ဩစရာအကြောင်းအရာတွေရှိနေမလဲဆိုတာကိုကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုလိုက်ပါကြည့်ကြည့်စေချင်ပါမယ် NASA က Linkawa မြို့တော်ကိုတည်ဆောက်ဖို့အစအစအရာရာအစီအစဉ်တကြလှုပ်ဆောင်နေပါတယ်ဒါကသိပ္ပံစိတ်ကူးရင်ဇလန်တပုတ်မဟုတ်တော့ပါဘူး NASA အနေနဲ့2026ခုနှစ်ဧပြီမှာတော့ Artemis project ရဲ့အပိုင်းနှစ်ဖြစ်တဲ့လကဘာကိုလူလိုက်ပါပြီးတော့လှည့်ပတ်မဲ့ဂြိုလ်တုကို လွှတ်တင်มาဖြစ်ပြီးတော့2029ခုနှစ်မှာတော့ Artemis Project အပိုင်းတုံးဖြစ်တဲ့လကဘာပေါ်လူတွေစဉ်သက်ပြီးတော့လကဘာမျက်နှာပြင်ပေါ်မှာတိတ်ပန်နီးကြသုတေသနလုပ်ငန်းတွေကိုဆောင်ရွက်มาဖြစ်ပါတယ်ဒီခီးစဉ်က1982ခုနှစ် Apollo 17 mission ပြည့်ရဲ့နောက်မှာပထမဆုံးလူသားတွေကိုလပေါ်ပြန်လည်စဉ်သက်စေမဲ့ mission ပဲဖြစ်ပါတယ်ပြီးရင်တော့2030ခုနှစ်ကစပြီးတော့ Artemis Project ရဲ့အပိုင်းလေးနဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ Lunar Gateway ေအာကာသစိတ်ကံအဖြစ်နဲ့လာကဘာပေါ်မှာလင်ကဝတ်မြို့တော်တိဆောက်ရေးတွေကိုအစင်လိုက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒီလိုဂျိုရူးတွေလွတ်တင်မှုကတကြိမ်တစ်ခါတည်းနဲ့ရက်တန့်သွားမှာတော့မဟုတ်ဘဲနဲ့လာကဘာပေါ်မှာမြို့တည်ဖို့အတွက်လိုအပ်တဲ့အရာတွေကိုပို့ဆောင်ဖို့ချိန်ပန်များစွာဆက်လက်ဆောင်ရွက်နေမှာ။ဒီလိုကြီးမားတဲ့စီမံကိန်းတွေအတွက်ဘာကြောင့်လာကဘာကိုရွေးချယ်ရလဲဆိုတဲ့အကြောင်းရင်းတွေရှိပါတယ်။ပထမအချက်ကတော့လာကကဘာနဲ့အနီးဆုံးဖြစ်ပြီးတော့တွားရောက်ဖို့အတွက်ရက်တရက်ဘက်ပိုင်းလောက်ပဲကြာမြင့်ပါတယ်။ပြီးရ င်လရဲ့ဆွေရကကပားရဲ့ဆွေရထက်6ဆခန့်ညော့နေပါတယ်။ဒီတော့အာကာသရဲ့ဟိုဂျိုရူတွေလွတ်တင်တဲ့အခါကပားကနေပြီးတော့ဓာတ်ရိုက်ပြစ်လို့ရသလောက်အားဆိုင်စရာမလိုတဲ့အပြင်နီးပညာပိုင်းဆိုင်ရာချုပ်ထွေးခက်ခဲမှုအချို့ကိုလည်းချောချာပြီးနိုင်စေပါတယ်။ဒုတိယအချက်ကတော့လကပားကအင်ဂါဂျိုမတ်စ်ကိုသွားဖို့အတွက်တထောက်နားတဲ့စံသက်စခန်းကြီးတစ်ခုဖြစ်ဆောက်လုံးရှင်ကြတာပါလကပါမှာနေထိုင်တဲ့အောင်လေ့လာမယ်ဒီအတွေ့အကြုံတွေကိုမတ်ဂျိုကိုသွားဖို့အတွက် အဆင်သင့်ဖြစ်စေမှာပါပြီးရင်တော့မတ်ဂျူကိုသွားတဲ့ခီးကအနည်းဆုံး6လနဲ့7လအထိကြာမြင့်နိုင်လို့ဒီခီးစဉ်အတွက်အာဂါသစိတ်ကန်းလိုမျိုးတထောက်နာပြီးမှလိုအပ်တာတွေပြန်လည်ဖြည့်တင်းသွားရောက်ခြင်းကပုံမှုပြီးတော့အကျိုးကျေးဇူးရှိနိုင်လို့နာဆာကလကဘာပေါ်မှာမျိုးတီဆောက်နိုင်ရေးကိုဦးစားပေးဆောင်ရနေတာပါတတိယအချက်အနေနဲ့ကတော့လကဘာမှာရေခဲတွေရှိနေပါတယ်ဒီရေခဲတွေရနေပြီးတော့တောက်သုံးရေ၄ဓာတ်အတွက်အောက်ဆီဂျင်နဲ့တခြားဓာတ်ပေါင်းတွေထုတ်လုပ်လို့ရပါတယ်ဒီတဲ့ပိုအရေး ေးကြီးတာတော့ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်ကိုရောစပ်ပြီးတော့ရော့ကက်လောင်စာအဖြစ်သုံးလို့ရနိုင်ပါတယ်ဒီတော့ကဘာမြေကနေပြီးတော့ဒီလိုအရာတွေကိုတကူးတကတည်ယူလာစရာမလိုအပ်တော့ဘဲနဲ့အကျိုးကျေးဇူးများစွာရရှိစေပါတယ်ဒီလကဘာပေါ်မှာမြို့တီဆောက်ရေးအာတီမစ်စီမံကိန်းကြီးတို့ကဘာနံမကြီးညီးပညာကုမ္ပဏီပေါင်းများစွာကပူးပေါင်းပါဝင်ပြီးတော့လှုပ်ဆောင်နေကြတာပါပထမဦးဆုံးပို့ဆောင်ရေးပိုင်းကတော့လူတိုင်းသိရဲ့အီလွန်မတ်ရဲ့ space ကုမ္ပဏီကတာဝန်ယူထားပြီးတော့အခုဆို space ရဲ့ super heavy ဒုံးပြန်နေတဲ့ star chip ဂျိုးရူတွေကိုလာပါပတ်လန်းကြည့်ပြစ်လွတ်စမ်းတက်နေတာအကျဉ်းရေး၁၂ကြိမ်တော့ချိခဲ့ပါဘူး Lincoln Wall လာပေါ်ကိုရောက်ရုံနဲ့ DC ဘန်ကင်းကြီးကပြီးသွားမှာမဟုတ်ပါဘူး Lincoln Wall ပုံမှာမြို့တိဆောက်ဖို့ပထမဆုံးလိုအပ်တာကတည်နေရရွေးချယ်မှုပိုင်းဖြစ်ပါတယ် NASA က Apollo mission တွေတုန်းကရှော့မွတ်တဲ့နေရာတွေကိုရွေးချယ်ထားခဲ့ပြီးမဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာဤပညာအပြောင်းလဲနေတဲ့အတူဒီ Lincoln Wall ရဲ့တောင်ဘက်ပိုင်းဒေသတွေကိုပြန်လည်ရွေးချယ်ထားပါတယ်အ ဓိကအကြောင်းရင်းကတော့အဲ့ဒီဘက်ပိုင်းနေရာတွေကတနည်းပတ်လို့နေအောင်ကြီးကိုရရှိနိုင်တဲ့နေရာအချို့ရှိပြီးတော့ရေခဲနေတဲ့ရေအိုင်တွေကနေပြီးတော့ရေအရင်းမြစ်တွေကိုရရှိနေလိုပဲဖြစ်ပါတယ်ဒီရေခဲတွေကိုတန့်စင်ပြီးတော့ရေတန်းနဲ့အောက်ဆီဂျင်ဟိုက်ဒရိုဂျင်ကိုထုတ်လုပ်ဖို့ကစီမံရေးရဲ့အရေးကြီးဆုံးအပိုင်းပဲဖြစ်ပါတယ်ဒါအပြင်ဒီလင်ကောဝရဲ့တောင်ဘက်ပိုင်းမှာအရေးရနေတဲ့ဂျိုင်ဝမ်းနေတဲ့တောင်တန်းတွေကသူတေသနာလုပ်ဖို့လေ့လာဖို့အတွက်အထူးကောင်းမွန်တဲ့အခွင့်အရေးလေးဖြစ်ပါတယ် NASA ကဒီတောင်ဘက်ပိုင်း င်းမှာပဲနေရာ73နေရာလောက်ကိုရွေးချယ်ထားပြီးတော့ဒီနေရာတွေမှာရေခဲနဲ့တခြားအရင်းမြစ်တွေရှိတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကအတည်ပြုထားပါတယ်။ဒီနေရာရွေးချယ်ထားနိုင်ပြီမဲ့စိန်ခေါ်မှုတွေကတော့အများကြီးကျန်ပါသေးတယ်။လင်ကဝတ်ရဲ့တရက်တာနေညာကကဘာရဲ့တလရက်30လောက်နဲ့ညီမျှပါတယ်။15ရက်ခန့်ကနေရောင်ကြီးကိုဓာတ်ရိုက်ရရှိနေပြီးတော့အပူချိန်260ဒီဂရီဖာရင်ဟိုက်လောက်ထိပူပါတယ်။ကြံတဲ့ညအချိန်15ရက်ကတော့ -400 ဒီဂရီ ီဖိုင်ဟိုက်လောက်ထိအေးခဲ့ပါလာကဘာပေါ်မှာကအပူအေးမျှတမှုမရှိပါဘူ ပူရာနေပြီးတော့ချက်ချင်းအေးသွားနိုင်ပါတယ်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းကတော့ကဘာမာလိုအပူပဲဖြစ်ဖြစ်အေးပဲဖြစ်ဖြစ်ပြန့်နှံ့သွားအောင်ဖြန့်ကျက်ပေးနိုင်တဲ့လေဓူးမရှိလို့ပါဒီနေရာက လူသားတွေနေထိုင်ဖို့အတွက်ကြီးမားတဲ့အခက်အခဲဖြစ်ပြီးတော့အပူဒဏ်သာမကပဲနဲ့အေးဒဏ်မှာခံနိုင်တဲ့အဆောက်အုံတွေကိုစောက်လုပ်ဖို့လိုအပ်နေရပါပြီးတော့ရေဒီယိုတက်ထုကြွမြင့်မားတဲ့အန်ရယ်တွေခြွန်ထက်ပြီးတော့ပြန့်နှံ့လွယ်တဲ့ဖုံမှုန့်တွေရဲ့အန်ရယ်တွေကလည်းရှိနေသေးလို့ဒီလိုအရာတွေ ကိုကြံ့ကြံ့ခံနိုင်ဖို့လည်းလိုအပ်ပြန်ပါတယ်။တိဆောက်ရေးပိုင်းရဲ့အဓိကကုန်ကျန်းကတော့အထက်ကပြောခဲ့တဲ့ခြုံထက်နေတဲ့ဖုံဖုံတွေဖြစ်ပြီးရော NASA က Reno Snow လို့ခေါ်တဲ့ spray နဲ့လေဆာနည်းပညာကိုသုံးပြီးရောဖုံဖုံတွေကိုဖန်သားပြုလုပ်မှာဖြစ်ပါတယ်။ Icon Company ရဲ့ Olympus စနစ်ကလာပေါ်မှာမြေစီအရင်းမြစ်တွေကိုအသုံးပြုပြီးရော 3D printing နည်းပညာနဲ့အိမ်တွေလမ်းတွေကိုစောက်လုပ်မှာပါ။ဒီ Foundation Survey Habit အဆောင်တွေမှာလူ၄ယောက်အထိနေထိုင်နိုင်အောင်ဒီဇိုင်းထ ထုတ်ထားပြီးတော့သိပ်ပံဓာတ်ခွဲခန်းနဲ့အောက်ဆီဂျင် ထုတ်လို့ရေးဆက်တွေပါဝင်ပါတယ်။လရဲ့ချမ်းတန်းတဲ့မျက်နှာပြင်ပေါ်မှာလွတ်လပ်စွာသွားလာနိုင်ဖို့အတွက်လဲ Toyota ရဲ့ Lunar Cruiser လို့ခေါ်တဲ့ Pressurized Rover ကိုလည်းဆန်းတက်နေပြီးတော့ဒီဂျင်ကလူနှစ်ယောက်ကိုရက်30ကြာထိထောက်ပံ့ပေးနိုင်မှာ။ဒါအပြင်စွမ်းအင်ကိုပုံမှန်ရရှိနေဖို့ကလည်းအရေးအကြီးဆုံးဖြစ်ပြီးတော့နေညာဆက်တိုက်နေရောင်ခြည်ရရှိဖို့မကျိန်းသေးတာကြောင့် NASA က Rover Rise ကုမ္ပဏီနဲ့အတူ Fission Surface Power Project ဆိုပြီးတော့ ော့ကီလို90ရာနေပြီးတော့100လောက်ထိထုတ်လုပ်နိုင်တဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံစီမံရုံနဲ့လှုပ်ဆောင်နေကြပါဒီ project ကိုတော့2030ခုနှစ်မှာလကဘာပေါ်မှာတည်ဆောက်နိုင်ဖို့ရည်ရထားပါတယ်ဒါမှလည်းစွမ်းအင်ကိုခိုင်ခိုင်မာမာနဲ့ရေရှည်တည်တံ့စွာထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်ပုံမှန်ကဘာမြေပေါ်မှာမြို့တစ်မြို့တည်ဖို့အတွက်ဘလောက်ခက်ခဲရှုပ်ထွေးသလဲဆိုတာလူချင်းမင်းတို့အားလုံးတွေးကြည့်ကြပါဒီလင်ကဝတ်မြို့တော်တည်ဆောက်ရေးလုပ်ငန်းတွေဟာပုံမှန်ကဘာမြေမှာမြို့တစ်မြို့တည်တာတဲ့အစပေါင်းများ များစွာပိုခက်ခဲစေပါတယ်။ဒါပေမဲ့ဒီလိုကြီးမားတဲ့စီမံကိန်းဟာလူသားတရလုံးအတွက်အနာဂတ်ကိုဖွင့်လှစ်ပေးလိုက်တာပါပဲ။လကဘာကနေအဖွဲ့အစည်းတွေကိုလူသားမျိုးနွယ်ရဲ့အတင်ထည့်ထွင်းနိုင်ဖို့လှုပ်ဆောင်တဲ့ပထမဆုံးခြေလှမ်းဝင်ပေါက်တစ်ခုပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကလကဘာပေါ်ကိုခြေချနိုင်ဖို့ကလူသားတွေရဲ့အနာဂတ်ဖြစ်ခဲ့ပေမဲ့အခုမှတော့လကဘာမှာမြို့ရွာတည်ဖို့ကလူသားတွေရဲ့ပထမဆုံးခြေလှမ်းဖြစ်လို့လာပါပဲ။နောက်နှစ်ပေါင်း90မှာတော့စကြဝဠာကြီးကိုခြေဆက်နေတဲ့လူသား တွေကိုမြင်တွေ့ရဖို့နှီးစက်နေပါပဲ။ NASA ရဲ့လင်ကဝတ်မြို့တော်တိဆောက်ရေးရည်မှန်းချက်ကကျွန်တော်တို့အားလုံးကိုစိတ်လှုပ်ရှားစရာအနာဂတ်စီခေါ်ဆောင်သွားမလားဆိုတာတွေကိုတော့ဆက်လက်စောင့်ကြည့်အောင်ပါဖြစ်ပါတယ်။ NASA ကဒီလုပ်ငန်းစဉ်တွေအတွက်ငွေကြေးမလုံလောက်မှုပြဿနာတွေနှီးပညာနှောင့်နှေးမှုတွေကိုရင်ဆိုင်နေရသေးပါ။ Government Aerospace Organization ရဲ့အစီအကံသားတွေအရဒီစိန်ခေါ်မှုတွေကိုကျော်လွှားဖို့နှီးပညာတိုးတက်မှုတွေဆက်လက်လိုအပ်နေစေဖြစ်ပြီးတော့နိုင်ငံတကာရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ပုံမှန်မြန်ဆန်သွားနိုင်မယ်လို့ လို့ဆိုထားပါတယ်လူကြီးမင်းတို့အနေနဲ့လည်းလကပါဘော်ကိုအပန်းဖြေခီးထွက်ဖို့ဟန်နင်းမွန်းနေသွားနိုင်ဖို့အကူချိန်တွေကပိုက်ဆံတွေစုထားပေးဖို့မမေ့စေချင်ပါဘူးနောက်ဆိုရင်လကပါဘော်ခီးသွားတာက နိုင်ငံတနိုင်ငံနေပြီးတော့နောက်တနိုင်ငံကိုခီးထွက်သလောက်ပဲခက်ခဲစေနိုင်တော့မှာပါကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲလူလူကြီးမင်းတို့အနေနဲ့ရောလကပါကိုသွားရောက်စူးစမ်းခြင်းပါသလားလူကြီးမင်းတို့ရဲ့အမြင်လေးတွေကိုလည်းမျှဝေပေးစေချင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့အကြောင်းအရာလေးတွေကိုတင်ပေးသွားမှာမို့ like subscribe နဲ့ notification ယ်လေးတွေတီးထားပေးဖို့မမေ့စေချင်ပါဘူးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ